ချက်သမားတယောက်မှာချက်ကိုငငယ်ရတဲ့တိုက်ခဲတဲ့လူကငငယ်ရအကြောင်းကိုကျွမ်းကျင်ကျင်ပြီးတယ်ချက်ကိုလူငယ်တွေကချက်တိုက်ခဲရင်မန်းရထန်းရဟန်းရအိုက်တုံးချက်နဲ့ညီတာညီအောင်တိုက်ခဲတဲ့ဟာပေါ့လေငငယ်ရချက်တိုက်ခဲတဲ့လူကြီးတယ်အသက်ကြီးမှချက်တိုက်တဲ့လူကြတော့ဝိုင်းတွေ့ကြုံရဲ့ဘဟုသူဒ္ဓရဲ့ပဲသူပြောနိုင်တယ်အဲ့မန်းနေထန်းနေမပါတော့ဘူးအဲ့ဒီကနေပြီးတော့အဲ့ဒီတဲ့အသက်90ကျော်လောက် 60ကျော်လောက်ဒီရောက်မှကျက်လောကတဲ့ဝင်တဲ့လူကြတော့သူများပြောတာကိုကောင်းညိတ်အဲ့လိုပေါ့အဲအသက်ငယ်တဲ့လူတွေအကျက်တိုင်းဟာငါကြမငါကြဟဲ့ငါကြဘလို့မညာအဲ့လိုတွေဩတာအဲ့ဒါအကျက်အသက်ငယ်တဲ့လူတွေကနေပြီးမန်ရဲ့ထန့်ရဲ့ဟန့်ရဲ့အိုက်တုံးချက်အပြစ်အဝနဲ့လူငယ်တွေကကြက်တိုက်တာငယ်ငယ်တုန်းကတည်းတိုက်ခဲ့တဲ့လူတွေကအဲ့ဒီတက်ကြီးသွားရင်မန်နေထန့်နေဟန့်နေမပါတော့ဘူးဗျဒါတွေကလည်းသိအောင်လို့မို့ကျွန်တော်ကပြောပြတာပေါ့ဗျာ အားလုံးကျေးဇူးတင်ပါတယ်ညီကိုမြမင်္ဂလာပါခင်ဗျအမ်အခုဘဝအစကျက်လေးအကြောင်းပြောပြပေးပါလားဟာအဲ့ကျက်ပြောရမှာပေါ့ဗျာအခုဘဝအစကိုကျက်ကိုစိတ်ပါဝင်သားသွားတာအဘပေးတဲ့ကျက်လည်းမဟုတ်ဘူးအာဦးကြီးရပေးတဲ့ကျက်လည်းမဟုတ်ဘူးခိုးလေးရပေးတဲ့ကျက်လည်းမဟုတ်ဘူးဘသူကျက်မှမဟုတ်ဘူးကိုတို့ငငယ်ရစားတော်ကြီးဆိုတဲ့ရွာကိုကိုတို့ကနေရသေးတာကိုတို့ငငယ်ရစားတော်ကြီးကြီးကစံသက်ပိုင်ရှင် တထဲကြီးပေါ့ကွာဥပါဘူးတဲ့သူကနေပေးတာချက်ကလေးကနွားနေထားတာနွားနေထားတော့ချက်ကလေးကကလေးကလေးနဲ့အဲ့ချက်ကလေးကိုအခုကိုပေးတာချက်ကလေးနှကောင်ဖမ်းလာတာအဲအဲ့ချက်ဖာလေးသူကကျမလေးဆိုပြီးတစုံဖမ်းလာတာအဲထိုင်ရတော့တဲ့တဲ့ကိုဖမ်းလာတော့အခုကိုပေးတာအဲ့ချက်ရောပွားတဲ့ချက်ကလေးတစုံမဆိုအဲထုံးတာကအဲ့ကျိုးနေတဲ့ချက်ကလေးကထုံးတာအဲ့ကျိုးနေရအဲ့ဒီကနေပြအပေါ်အဲ့ချက်ကလေးကို ကြီးပြီပေါ့ကွာအဲ့ကြက်ကလေးကဟောလောက်ရှိပြီပေါ့ကွာကြက်ကဟိုဟိုတော့ဤကနေဆက်ကြက်ကမတိုက်ဖြစ်ဘူးကြက်ကတော့တစ်နှစ်သားတန်တာလောက်ပြန်စီလောက်ရောက်နေပေါ့ငငယ်တုန်းကတော့ခုတ်ဖူးတာပေါ့ဟိုဟိုကြမနဲ့ခုတ်ပဲငါခုတ်ပဲငါဒီကြက်နဲ့ခုတ်လို့ဖြစ်ပြန်ကောက်ထားတာညက်စီခုတ်တယ်မျက်စာခုတ်တယ်အဲ့လိုလေးတော့ဒီကြာတီးဘူးတာပေါ့အကြက်ဦးကြီးတို့နဲ့သာအတူတူနေရအရင်ကကြက်ကိုကတအားဝတိမပါဘူး အကြက်ကလေးဒီကြက်ဝိုင်းလိုက်လာအဲဒီတော့ကိုဝတိမပါဘူးအဲ့ဒီကြက်ကနေစပြီးကိုကြက်ဆွဲသွားတာအဲ့ဒီကနေကိုတို့ဟွာပေါ့ကြက်ဖောင်းလေးခကုန်းလေးဖောင်းကိုသူကဖောင်းပြခကုန်းလေးနဲ့အမောက်ကလေးကကိုတို့ဒေါင်းမောက်ဒေါင်းမောက်ကလေးလိုပဲသေးသေးလေးနဲ့ထပ်ကိုထောင်းနေကြက်ကဟိုခကုန်းလေးနဲ့အမိတန်ကုန်းလေးနဲ့ခကုန်းပိတန်ကုန်းလေးနဲ့လေနွားနေတာဆိုတော့အဲ့ဒီကြက်ကကိုတို့ ဟိုပေါ့တိုက်တာအဲ့မဲ့မင်းကုန်းရဲ့ရှိပဲတိုက်တာအဲ့ကြက်လေးကနိုင်တာအဲ့ဒီကနေပြီးတော့ကြက်ကဝိုင်းနေအများကြီးဆက်သွားတာပေါ့အာအခုအမှတ်မိဆုံးအခုအမှတ်မိဆုံးဝိုင်းတဝိုင်းပြောပြမယ်အခုအမှတ်မိဆုံးဝိုင်းကဘယ်ဝိုင်းတော့ဆိုတော့ဒီကအဲအဲ့ဒီတော့ကဟိုဘက်မှတိုက်တာတမာကုန်းတမာကုန်းဖျားဘက်မှဒီတိုက်တာလာတော့ရိုးရိုးနဲ့ ွာနေကြမှာတမာကုန်းတို့ရွာတော်ကုန်းတို့အဲ့ဖျားပွဲမှာတိုက်တာအဲ့ပွဲမှာခါကုန်းနေအရှိအရှိလက်ချက်ဒီလာတယ်လာတယ်ဆိုတော့ကိုယ့်ချက်ကလေးနဲ့ကြာတာပေါ့အဲကိုယ့်ချက်ကလေးနဲ့ကြာတဲ့ချက်တည်းကအကူချက်ကခါလေးရလဲကုန်းတာမိလေးရလဲအောက်ဆိုင်တာတော့ထင်သေးကြတော့အိုက်ချက်နဲ့လာကတ်တာဟိုကသေးပါတယ်ဒီသူတို့ချက်ကသေးတယ်ဒီသူတို့ချက်ကလည်း၃ဝိုင်း၄ဝိုင်းလောက်ရှိတယ်အကူချက်ကလည်း၄ဝိုင်းလောက်ရှိပြီပေါ့ကွာအဲ့ဒီ ခကုံးမောင်နဲ့တိုက်တဲ့ပွဲအဲ့ဒီပွဲမှာအမှတ်ရအောင်သူကခုတ်လိုက်သူကခုတ်လိုက်အော်ပြေးလိုက်ဒီကခုတ်လိုက်အော်ပြေးလိုက်ကအဲ့လိုနဲ့အဲ့ဒီချက်ကိုဆွဲသွားတာနဲ့ပြီးအခုဂျက်လော့ကတွေကိုစတင်တာအဲ့ဒီခကုံးမောင်ဆိုတဲ့ချက်ကနေစတင်တာစံသက်တထေးဥဥပဘူကနေပေးတဲ့ချက်အဲ့ချက်ကလေးကနေစတာဖောင်းဖြူအမောက် ပဲလုံးမြလည်းမဟုတ်သူကအဲ့လိုလေးပဲဒီပဲလုံးမြလို့အမောက်ထောင်လို့ဟိုအမောက်သေးသေးလေးနဲ့အဘွားဟင်းသားအမောက်မျိုးအတက်ကလေးသုံးလွှတ်ထက်နေအဲ့ဒါလေးကဟိုအမောက်ရှင်ပုံစံမျိုးလေးနဲ့လှုပ်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 နေအဲ့ဒါမျိုးအမောက်ကလေးနဲ့အမောက်အထောင်လည်းမဟုတ်ပဲလုံးမြလည်းမဟုတ်သူကအထိတ်ကြမှာသုံးခုတည်းပါတာဒီပဲလုံးမြအမောက်လို့အမောက်သေးသေးလေးနဲ့အဲ့ဒီချက်ကလေးအတက်ကအတက်နဲ့ကလေးအဲချီအလဲအဲချီအလဲအချောင်းလေးတစ်ချောင်းကတိုးနေရတယ် ချီအလဲချောင်းလေးအလဲချောင်းကိုဘေးချောင်းလေးတစ်ချောင်းကတိုးနေတာဒီဟာလေး20ဖြားစီကလေးကတိုးနေတာအကြက်ကလေးအင်းကားဘာမှမစုံဘူးအဲ့တုန်းကတော့ဘာခွဲတွေညာခွဲတွေကွာတိတ်စာမဖတ်ဘူးပေါ့နောက်ကြမှာဦးကြီးတို့ဘာတို့နဲ့လိုက်ပြီးမှကြက်ကိုဘလိုကြက်တွေကကောင်းနေပုံညာကြက်တွေကကောင်းနေအဲ့ဒါမျိုးတွေတိတ်လာအခုဘွားရဲ့အစခကုံးမောင်ဆိုတဲ့ကြက်ကလေးကြက်ဖောင်းပြဖောင်းပြလည်းမဟုတ်ဖောင်းပြကလေးပြာမွေ့ရင်ဘက်ကပြာမွေ့လေးနဲ့အပေါ်က ွာလေးချက်ကထောင်းအမောက်ကလေးနဲ့နှုတ်သီးတို့လေးနဲ့အင်းခြေတန်းရှိခြေတန်းရှိခြေတန်းငွေးလေးနဲ့အင်းဘိုက်ကတော့အကိုတို့ဟိုဘိုက်ပြားလေးနဲ့ပေါ့ကွာဘဲဘိုက်ကလေးဘဲရင်အပတ်မျိုးလေးနဲ့အဲ့ဒါမျိုးလေးချက်ကောင်းလာတော့မပြောနိုင်နဲ့သူကြိုက်လို့ခေါ်ရရင်လည်းအဲနားရဲလို့ဆိုထူတာနားရဲလို့မျက်လုံးထဲလို့ဆွတ်ဆွတ်ထူတာအဲ့ဒါအတက်ကရှေးကြီးမဟုတ်ဟဲ့လားဟုတ် ရှည်လဲရှည်မလားကိုပတ်ပြီးတော့ခါတဲ့ကလေးတိုင်မှာအဲ့ချက်ကလေးอ่ะအဆွတ်ထိုးလိုက်ရင်အဲ့ဒါနောက်တဲကိုမရအောင်ဆွတ်ဆွတ်ထိုးပါဒီပိုင်းအများဆုံးထိုးတာတော့နှပေါက်ထဲကြီးဆွတ်ဆွတ်ထိုးတာဇုံထိုးတာအဲ့ဒါလေးနဲ့ရံမျိုးလေးနဲ့ကိုကတ်ပြီးတော့ခြုံနေတာအဲ့ဒီချက်ကအခုအကြိုက်ဆုံးချက်စင်းထဲမှာပါတာပေါ့အဲသူဟိုချက်ကခကုန်းဆိုတော့ချက်အစည်းလေးနည်းနည်းလေးနဲ့ချက်ယောဂတယ်လို့ထင်နေကြတာချက်ကနွားတော့နင်းထားရတယ်ဒါပေမဲ့ချက်ခွတ်နိုင်တယ် ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာပါ